အားလုံးပဲမင်္ဂလာပါဒီလရဲ့စီးပွားရေးကဏ္ဍအနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဗျာဒီတစ်ပတ်ရွေးချယ်ထားတဲ့ကောင်းစဉ်လေးကဝင်လန်းလုံးအတက်ကြဘာကြောင့်ဖြစ်ရလဲဆိုတဲ့အကြောင်းလေးပါကျွန်တော်ပြီးတော့ဒေါ်လာဈေးတို့ဘာတို့ကလည်းမိတ်ဆွေတို့နဲ့မဆိုင်တဲ့ဇာတ်ရိုက်တွေဖြစ်တာကြောင့်ကျွန်တော်ဒီကနေ့တင်ပြပေးမယ့်ကောင်းစဉ်လေးကအားလုံးတို့ကဘုသူရရရမယ်လို့မျှော်လင့်ပါတယ်ဒါကြောင့်ဟိုအရင်တော့ကလည်းကျွန်တော်ဆောင်းပါးရေးတစ်ပုဒ်ရေးခဲ့ဘူးတယ်ဒါပေမဲ့ကျွန်တော်မင်းများသိနားမလည်ဘူးဆိုတော့ feedback လေးကြားလို့ကျွန်တော်ဒီကနေ့ဒီဗီဒီယိုလေးကိုထပ်မံလုပ်ရခြင်းဖြစ်ပါတယ်ဗျာ အရင်လာရဲ့စီးပွားရေးကဏ္ဍအနေနဲ့ပတ်စံဘယ်လိုထုတ်တယ်ဆိုတဲ့အကြောင်းလေးကိုအကျဉ်းချင်းပြောပြပေးထားပါတယ်။တကယ်လို့ FBU လေးကြည့်ထားမယ်ဆိုရင်တော့ကျွန်တော်ဒီကနေ့ရှင်းပြရတဲ့အကြောင်းအရာလေးကပို့ပြီးတော့နားလည်ရလွယ်မယ်လို့ထင်ပါတယ်ဗျ။ဒီအကြောင်းအရာလေးကိုဥပမာလေးနဲ့ထားပြီးရှင်းပြတာပို့ပြီးနားလည်ရလွယ်မယ်လို့ထင်ပါတယ်ဗျ။ဆိုကြပါစို့ကျွန်တော်တို့နိုင်ငံငွေကျပ်တထောင်ကအမေရိကန်ဒေါ်လာ1ဒေါ်လာနဲ့နော်နောက်ဆုံးပေါက်ဈေးကညီမျှခဲ့တယ်ဆိုကြပါစို့။ပြီးတော့မြန်မာပြည်ကမောင်မျိုးနဲ့မောင်သိန်းတကယ်ချင်းနှစ်ယောက်ကအမေရိကန်ကို ပြီးသွားဖို့အစီအစဉ်နေကြတယ်။တဦးစီမှာပိုင်ဆိုင်ထားတဲ့ငွေကြေးကကျန်ငွေ10သိန်းစီ။ဒါကြောင့်စုစုပေါင်း30။ဒါပေမဲ့သူသွားရောက်မဲ့နိုင်ငံကအမေရိကန်။အမေရိကန်ဆိုတော့သူတို့အမွေအမေရိကန်ဒေါ်လာကိုလဲမှဖြစ်မှာပါ။ဒါပေမဲ့မော်မျိုးတို့ကန်ကောင်းပါတယ်။ဘာလို့လဲဆိုတော့အမေရိကန်နိုင်ငံကလုံခြုံရေးတဦးဖြစ်တဲ့ဒန်နီယယ်ကလည်းမြန်မာပြည်ကိုလာရောက်လည်လာဖို့အတွက်ပြင်ဆင်နေပါတယ်။ဒါကြောင့်သူကဒေါ်လာ1800ကိုမြန်မာပြည်လဲဖို့စီစဉ်နေပါတယ်။ဒါပေမဲ့ နောက်ဆုံးပေါက်ဈေးရဆိုရင်မော်မျိုးတို့ကတစ်ယောက်ကိုဒေါ်လာ1000စီနဲ့စုစုပေါင်းဒေါ်လာ2000ရမှာဖြစ်ပါတယ်။ဒါပေမဲ့တကယ်တမ်းဈေးကွက်ထဲမှာရောင်းချနေတာကတော့ဒေါ်လာ1800ပဲရှိပါတယ်။တစ်ဖက်နဲ့တစ်ဖက်မကြီးများမှုကိုဒီနေရာမှာတည်ထားရမှာဖြစ်ပါတယ်။ဒီနေရာမှာမော်မျိုးတို့နှစ်ယောက်ကအရင်လုံးနေတာဖြစ်ပြီးသူတို့နှစ်ယောက်ကဒေါ်လာကိုအများဆုံးလိုအပ်နေတာပါ။ဒန်နီယယ်ကအရင်မလိုတဲ့အတွက်ကြောင့်မလို့သူကဈေးကိုကစားမှာဖြစ်ပါတယ်။ဆက်စားချင်းဒေါ်လာ300ကို offer လုပ်လိုက်ပါတယ်။သူ offer လုပ်တဲ့ဈေးက နောက်ဆုံးငွေလဲဈေးအတိုင်းတော်တော်လောက်တစ်ထောင်နဲ့ဒေါ်လာ300ကို3သိန်းကျောင်းလိုက်ပါတယ်။မောင်မျိုးနဲ့မောင်သိန်းနဲ့အပြန်လူဝဲတဲ့အခါမှာမောင်မျိုးကလက်အုပ်မှုရရှိပြီးတော့ဒေါ်လာ300ကို3သိန်းနဲ့ရသွားပါတယ်။ဒန်နီယဲကကြည့်လိုက်တယ်။ဟာငါတင်လိုက်တဲ့ဒေါ်လာ300ခဏလေးနဲ့ရောင်းထွက်သွားပါလား။ဒါကြောင့်တရားပေါ်ဒေါ်လာဝယ်လိုကလိုက်နေတယ်။ကျပ်ငွေရောင်းလိုကများနေတယ်ဆိုတာသိလိုက်ရလို့သူ့ရဲ့နောက်ထပ်ငွေဒေါ်လာ250ကို3သိန်းကျပ်နဲ့ရောင်းချပြန်ပါတယ်။ဒီခါမောင်သိန်းကလက်အုပ်မှုရရှိပြီးတော့လက်ခံလိုက်ပါတယ်။အဲ့ဒီခါကျတော့ ဒေါ်လာ250ကိုသုံးသိန်းချက်ဖြတ်သွားတဲ့အတွက်ဒေါ်လာကို1000ကျန်တဲ့ငွေလန်းလုံးဖြစ်လာခဲ့ပါပြီ။ဒီနေရာမှာသတိထားမိရလားမသိဘူးဗျ။ရောင်းလိုအပ်ရတဲ့ငွေကတဖြည်းဖြည်းတန်ကြီးကျလာရင်ဖြစ်ပြီးဝယ်လိုအပ်လိုက်တဲ့ငွေကတဖြည်းဖြည်းတန်ကြီးမြင့်တက်လာခဲ့တာပါ။ဒီရောင်းလိုအပ်ဝယ်လိုအပ်နဲ့ပတ်သက်ပြီးကျွန်တော်တို့တွေတိတ်မကြရင်ကာလကပဲကျွန်တော်တို့ရပြီပါလေဗျ။ဒါကဘာလဲဆိုတော့ကျွန်တော်တို့တွေဒီ COVID-19 စဖြစ်ခါကာလမှာ mask တွေလိုလိုအပ်တယ်။ဒါပေမဲ့တိုင်းပြည်မှာရောင်းရောင်းဖို့ရှိတဲ့ mask အရေအတွက်နဲ့ဒီရောက်ဝိုင်းဝယ် ေအတွက်လည်းမလောင်းလိုက်ဖွက်ကြအောင်လို့ကျွန်တော်ကုန်သင်းလုံးတွေဒီ mass demo တွေတက်လာခဲ့ရခြင်းဖြစ်ပါတယ်။နောက်ဥပမာတစ်ခုကကျွန်တော်လောက်ကုန်ရက်တွေမှာဒေါ်လာနဲ့လောက်လာရတဲ့ဝန်ထမ်းဝန်ထမ်းတွေကစက်ငွေကိုဝယ်ရပါတယ်။ဒါကြောင့်လောက်ကုန်ရက်တွေဟာတာမန်ရက်တွေထက်ဒေါ်လာရောင်းလို့အပ်တက်ပြီးစက်ငွေဝယ်လို့အများတဲ့အတွက်လောက်ကုန်ရက်တန်ဝင်ချိန်မှာဒေါ်လာသိကျခြင်းဖြစ်ပါတယ်။ကဲဒါဖြစ်ရင်မရှင်းသေးတဲ့သူတွေတော့ဒီငွေလဲလုံးအပြောင်းလဲကတနေငယ်တနေငယ်ကုန်သွင်းမှုဘယ်လိုတက်ရောက်နေသလဲဆိုတော့နောက်ထပ်ဥပမာတစ်ခုကြည့်ကြရအောင် မြန်မာပြည်ကလုံဝိုင်းရှင်တူဖြစ်တဲ့ကျော်ကြီးကအမေရိကန်ကိုဆန်တွေတင်ဖို့ရောင်းချနေတယ်ဆိုပါတော့တအိတ်ကိုဒေါ်လာ20နဲ့ဘောက်ဒေါ်လာ20နဲ့ရောင်းလဲဆိုတော့သူ့ရဲ့အရင်ကသူ့ရဲ့ရောင်းဝယ်ရပါတော့ရောင်းဝယ်ရ2000 2000ဆိုတော့တအိတ်ကိုဒေါ်လာ20အဲဘာလို့ဆိုတော့ခုနကကျွန်တော်ပြောခဲ့သူကာလာပေါင်စီကဒေါ်လာကိုမြန်မာငွေ1000ပေါ့နော်အဲသူအိတ်40ရောင်းတယ်ဒါဆိုသူရမယ့်ပတ်စံကဒေါ်လာ800တစ်ဖက်မှာလည်းအမေရိကန်နိုင်ငံသားဒေးဗစ်ကမြန်မာပြည်ကိုမူလီတွေတင်ဖို့ရောင်းချပါတယ် မူလီတလုံးကိုတထောင်ကျက်နဲ့ရောင်းတယ်။ဘာလို့တထောင်ကျက်နဲ့ရောင်းလဲဆိုတော့သူကဒေါ်လာကိုသူ့ရဲ့ရောင်းဝယ်ရဒေါ်လာဒေါ်လာဆိုတော့သူကဒီမှာမြန်မာငွေလဲလုံးနဲ့ဆိုရင်ဒေါ်လာကိုတထောင်ဆိုတော့သူကတထောင်နဲ့ရောင်းတယ်။အဲသူကအလုံးရှိရာရောင်းရတယ်။ဒါဆိုစုပေါင်းပစံကသူရောင်းပစံက၈သိန်းကျပ်။အကျော်ကြီးကမြန်မာပြည်မှာနေထိုင်မှုသူ့ရဲ့ရတဲ့ဒေါ်လာတွေကိုမြန်မာငွေပြန်လဲဖို့လိုသလိုဒေးဗစ်ကလည်းအမေရိကန်မှာနေထိုင်မှုသူရတဲ့ကျပ်ငွေတွေဒေါ်လာပြန်လဲဖို့လိုအပ်ပါတယ်။ဒေါ်လာလဲခြင်းသူကဒေးဗစ်တယောက်သာဖြစ်ပြီးကျပ်ငွေလဲခြင်းသူကမှကျော်ကြီးတယောက်ပဲဖြစ်ပါတယ်။ ။ဒါကြောင့်သူတို့ချင်းချင်းအလဲလဲလုပ်တဲ့အခါမှာဒေါ်လာ၈00ကျန်ငွေ၈သိန်းဖြစ်သွားတာကြောင့်ဒေါ်လာကိုတစ်ထောင်ဆိုပြီးတော့ဒေါ်ဝင်လဲလုံးဖြစ်သွားပါတယ်။စတဲ့ခါကျတော့ဒေးဗစ်ကမူလီလုံး၈00ရောင်းလာတာနေမြန်မာပြည်ကလူတွေမူလီဝယ်ယူသူပုံများလာတဲ့ကြောင့်အလုံး200ပိုရောင်းလိုက်ရတယ်။ဒါကြောင့်စုစုပေါင်းအလုံးတစ်ထောင်ရောင်းလိုက်ရတာကြောင့်အာငွေကျပ်၁၀သိန်းလူရရှိသွားပါတယ်။တစ်ဖက်မှာလည်းကျော်ကြီးတယောက်အရင်ကစံအိတ်40ရောင်းရတော့ဘူးလဲစံအိတ်40ပဲရောင်းရတာမို့ဒေါ်လာ100ပုံမှန်တိုင်းရရှိနေသေးပါ ပြီးတော့ပထမဖြစ်ရတဲ့မတူတော့ဘူးဗျ။အခုဆိုရင်ဈေးပေါ်ထဲမှာဒေါ်လာဝယ်ဖို့စောင့်နေတဲ့ပမာဏကငွေကျပ်10သိန်းဖြစ်ပြီးမြန်မာငွေဝယ်ဖို့စောင့်နေတဲ့ပမာဏကဒေါ်လာ800ဖြစ်ပါတယ်။သူလဲလိုက်ကြတဲ့အခါမှာ10သိန်းကျပ်ကိုဒေါ်လာ800ဖြစ်သွားတာမို့ဒေါ်လာကို1250ကျပ်ဖြစ်သွားပါတယ်။အဒီနေရာမှာသတိထားကြည့်မိရတာဗျ။ဒေါ်လာကိုဝယ်တော်ကများလာတဲ့အခါဈေးတက်သွားတာကိုတွေ့ရမှာပါ။ဒါကြောင့်ကြော်ကြီးရောင်းနေတဲ့ဆန်အိတ်ကဒေါ်လာ20ကနေဈေးကျသွားပါတယ်။ဘာလို့လဲဆိုတော့သူကအရင်က2000ကျပ်ရရင်သူအဆင်ပြေတယ်။ခုကြတော့ ဒေါ်လာဈေးတက်ဒေါ်လာဈေးကဒေါ်လာ1ဒေါ်လာကို1250ဖြစ်တဲ့အတွက်ကြောင့်မို့သူက16ဒေါ်လာရရင်ကိုသူကအဆင်ပြေနေပြီအဲဒါကြောင့်မလို့သူ့ရဲ့ဆိုင်ဈေးက16ဒေါ်လာရသွားတယ်ဒီလိုဈေးကျသွားတဲ့ကြောင့်မလို့ဟိုဘက်ကဝယ်ယူဝယ်ယူသူတွေကလည်းပို့ပြီးဝယ်လာရတယ်ဗျာဒါကြောင့်သူပို့ပြီးရောင်းထွက်ခဲ့ပြန်ပါတယ်တစ်ဖက်မှာလည်းဒေးဘီယံမူတွေတွေကဈေးတက်သွားပြန်ပါတယ်ဘာလို့ဆိုတော့အရင်ကသူက1ဒေါ်လာ1ဒေါ်လာမို့လို့သူက1000နဲ့ရောင်းတယ်အခု1ဒေါ်လာ1250ဖြစ်ပြန်တယ်သူက1250ကျနေရောင်းရပြန်တယ်အဲအဲ့တော့ဒီလိုဈေးတက်သွားတဲ့ခါမှာ ဒီဒေးဘက်ကမူလီတွေကိုပြည်သူတွေကဝယ်လိုအပ်ဆက်ပြီးတော့တက်နေဦးမှာလားဘာလားဆိုတော့ဒါကျွန်တော်တို့ရဲ့တိုင်းပြည်ရဲ့အချင်းလေးပြည်သူတွေရဲ့လိုအပ်ချက်နဲ့ဆိုင်ပါပြီဗျဒီလိုနဲ့ပဲနောက်တစ်ချိန်ငွေလဲကြတဲ့ခါမှာဘယ်စွတွေပေါ့မလဲဘလို့တွေဖြစ်မလဲဆိုတာကတော့မိတ်ဆွေမိမိကိုယ်နဲ့စဉ်းစားကြည့်ပါဗျာတချို့နိုင်ငံတွေမှာငွေလဲနှုန်းအသေးထားရရှိပြီးတချို့နိုင်ငံတွေမှာအခုလိုပဲငွေလဲနှုန်းအရှင်ထားရရှိပါတယ်အသေးထားခြင်းကဒေးဘက်လိုကိုယ်နိုင်ငံရဲ့ပစ္စည်းတခြားနိုင်ငံမှာကိုယ်တိုင်တက်သွားမှာကိုကြောက်တာကြောက်တဲ့ကြောင်းအဲခြားသောကြောင်းလေးတွေလည်းရှိပါသေးပါ ဒီနေ့တော့ဒီလောက်နေပဲကျင်းတတ်ပါဘူးဗျာနောက်ပတ်မှာလည်းနိုင်ငံရေးသိပ္ပံကဏ္ဍကနေဘူးတရရရလေးကိုတင်ဆက်သွားမှာဖြစ်လို့အဆောင်ပြအားပေးကြပါဦးလို့ပြောချင်ပါတယ်ဗျာ